Champions League 16သင်းအဆင့် Atletico Madrid နဲ့ Real Madrid မင်္ဂလာပါကိုကိန်းစတဖုတ်ဘောရှူအနီကျူပါရယ်ဗိုလ်တော်ညနှစ်နာရီခွဲမှာရှင်ပြိုင်ကစားမယ် Atletico Madrid နဲ့ Real Madrid တို့ရဲ့ Champions League 16သင်းအဆင့်ဒုတိယအကြော်ပွဲစဉ်ကိုကျွန်တော်တို့ preview လုပ်လိုက်ရအောင်ခင်ဗျဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့ထင်မြင်သားချက်တချို့ key points တချို့ကိုကျွန်တော်စပြီးတော့ဆွေးနွေးခြင်းပါတယ်ပထမအကြော်မှာ Real Madrid ရဲ့ နိုင်ပွဲကအခေအားကြရတယ်ဗျ။ဘာကြောင့်လဲဒီပွဲထဲမှာ Real Madrid မရှုံးလို့ရပြီ။ Atletico Madrid ဒီ Real Madrid ကိုခက်ခဲအောင်ကစားနိုင်တဲ့ပြိုင်ဘက်အသင်းတစ်သင်းဆိုတာလက်ခံတယ်။ဒါပေမဲ့တမိုင်းစင်လာတွေအများတန်းဖြစ်တည်မှုတွေဆိုတာမေ့ထားလို့မရတဲ့ကိစ္စတွေတခုဗျ။ La Liga မှာတော့ Atletico Madrid Real Madrid ကိုနောက်ကောက်ချခဲ့တဲ့နှစ်တွေရှိခဲ့ဘူးပါတယ်။ သူတို့ဘူဆွဲသွားတဲ့နှစ်ပေါ့ဗျာပြောမယ်ဆိုရင်တော်တော်ချန်ပီယံလိမှာတော့ Real Madrid ဘလောက်ပဲအချင်းနေစိုးနေပါသေး Atletico Madrid အတင်းဝင်ဆိုရင်အမြဲလိုလိုအနိုင်ယူပြီးကြော်ပြတ်တက်တယ်။ဘာမှမကြည့်နဲ့ချန်ပီယံလိမှာ final မှာနှစ်ကြိမ်တွေ့ဘူးတယ်။အဲ့နှစ်ကြိမ်လို Real Madrid ပဲဘူဆွဲတယ်။တနည်းအားဖြင့်ဒီချန်ပီယံလိဒီ Real Madrid နဲ့ဆိုရင်အဲ့လိုဆက်ဆက်ပြီးပြိတ္တဝါမြင်နေတာဗျ။အဲ့တော့ကြောင့် Real Madrid တော်ဝင် Madrid ဆိုပြီးကျွန်တော်တို့က ခေါ်ဆိုတမုတ်ကြတာပါ real ဆိုတာကတော့ဟိုအစ်စ်မန်ဆိုတဲ့သဘောမဟုတ်ဘူးဗျာစပိန်ရဲ့ဝါရာအရာအဲ့လိုတော်ဝင်လို့အတိတ်ပဲရတယ်ဒီတော်ဝင် အသင်းကဒီတော်ဝင် ပြိုင်ပွဲတစ်ခု ਨੇ အရန်ကိုလိုက်ဖက်လွန်လှတယ်ဒါရီကပြောတာလည်းနည်းနည်းခက်တယ်ဗျအဲ့လိုတခါလေကြာရင်ကန်ဂျမာကန်တရားရဲ့မျက်နှာသာပေးမှုအရာဒီသင်းယူကအဲ့လိုဒီဖလားရရမယ်ဆိုရဲပုံစံမျိုးကြီးဖြစ်နေတယ်။စံချိန်တွေဖလားရရှိထားမှုကြီးဗျကြောက်စရာကြီး 15ချိန်ရဖို့ဆိုတာဘလို့လို့လွယ်မတော့မြ။ဒါပေမဲ့ Real Madrid ရအောင်ယူထားတယ်။အဲ့တော့ဟိုးရင်တမိုင်းအစင်ဆက်တဲ့ကဒီစတီဖာနိုတို့လက်ထက်ခတဲ့ကထားလိုက်ပါကျွန်တော်တွေကစမိတာ။ Raul တို့ Morientes တို့ Fernando Hierro တို့လက်ထက်တွေကမှီတယ်။အဲတော့ကလည်းတစ်ချိန်ဘူဆွဲခဲ့ဘူးလေ။အဲ့နောက်ပိုင်းမှာလည်းဘူဆွဲခဲ့တဲ့အချိန်မှောင်မနေဘူး။ဆိုတော့တီโกဒီနေရာသည်အများကြီးတက်လာတယ်။ကစားသမားစုဖွဲ့မှုကလည်းချစ်လက်တောင်းတင်းလာတယ်။အိမ်ကွင်းမှာလည်းကောင်းတယ်။ဒါတွေအကုန်လုံးကျွန်တော်လက်ခံတယ်။ဒါပေမဲ့ ခုနကကျွန်တော်ပြောတယ်ဒီပြိုင်ပွဲမှာဒီအသင်းယူတော့အနိုင်ယူကြော်ဖြတ်ပြီးနောက်တစ်ဆင့်တက်သွားဖို့ဆိုတာမလွယ်ဘူးတက်သွားရင်လည်းကျွန်တော်အက်တလတီကိုမက်ဒရစ်ကိုလက်ခုပ်တီးပေးရမှာပဲဒါတော့ကျွန်တော်ဒီပွဲမှာမြင်မိတယ်ရှူဒေါင်းလေးတွေဖြစ်ပါတယ်โอเคအဲ့တော့အာရှရဲ့အကြောပေးမှုကျွန်တော်စပြီးတော့ဆွေးနွေးကြည့်ကြပါတယ်ဒဲဒဲဆိုတဲ့အကြောပေးမှုပေးထားပါတယ်အက်တလပို့ပြီးတော့အကြောပေးရမှာမဟုတ်ဘူးဘာကြောင့်လဲဆိုဒီပွဲစဉ်ကတေပွဲဖြစ်ဖို့များလို့ရီယယ်မက်ဒရစ်အသင်းဒီဘလောက်ချင်နေစိုးပါစေပွဲတစ်ပွဲကို ဘလို့ထိန်းချောင်းပြီးကြံရမလဲအကောင်းဆုံးသိတဲ့အသင်းအသင်းရဲ့တန်တရားလည်းအဲ့ဒါလို့ဖြစ်နေသလိုနီးပြရလည်းဆရာကြီးပဲအဲ့တော့ကာလိုကကစားသမားကြီးဂျာရဲက relationism ကိုအဓိကတည်ပြီးတော့ real madrid ကိုကစားစေတယ်အဲ့ဒီသူ့ရဲ့ကစားသမားကြီးတွေမှာလည်းတကယ်ယူဆွမ်းဆောင်ရေးပိုင်းရကောင်းမွန်ပြီးတယောက်နဲ့တယောက်ဂျာရဲမှာချိတ်ဆက်မှုအားကောင်းတဲ့အစုအဖွဲ့တွေကစားသမားကောင်းတွေပါနေတယ်ဒါလည်းသူ့ရဲ့ အားသာကြပြီအဲ့အတွက်ကြောင့်ကိုအတလက်တီကိုမက်ဒရစ်တွင်ရောက်ပင်မဲ့ခပပအကြောပေးမှုကိုမပေးရတာဒီပွဲစဉ်ကဘာကြောင့်လဲဆိုတော့တရေချဖို့များတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့ကျွန်တော်ညာ handicap ရွေးမယ်ဆိုရင်အကျိုးတော့အရင်မရှိနိုင်ဘူးတိုတယ်ကိုတစ်ချက်ပြန်ချင်းကြည့်အောင်၃ကိုတဝက်ပျော်ရွှင်권ပေးထားပါတယ်ဒီတိုတယ်ကိုကတော့ပွင့်လင်းပြောရင်တန်တယ်တွင့်မယ်အနေရများတယ်အဲ့တစ်ဖက်ကပြန်ကြည့်ရင်လည်းအနေရများတယ်တို့ပေမဲ့တန်တယ် အကျွန်တော်ကတိုတယ်ကို over လို့အနေငယ်စွန့်စားကြည့်စီခြင်းတယ်အတလက်တိကိုမက်ဒရစ်တင်းကပုံမှန်ဆိုရင်တော့ပိတ်ကစားလိရှိတဲ့အသင်းတွေမာဂုံနဲ့ဂိုးပြတ်တာနဲတယ်ဒါမှမဟုတ်လေသူတို့ကပိတ်ဆော့လို့မရဘူးဒီပွဲစဉ်ကဂိုးလိုကိုလိုတယ်တကိုးသွင်းလို့လည်းမရဘူးကဲတကိုးသွင်းပြီး Real Madrid ကစားသမားတွေကနောက်တဲ့နှစ်ဂိုးလောက်သွင်းနိုင်တဲ့ကောင်းတယ်အများကြီးပါတယ်အဲ့တော့သူတို့ကနှစ်ဂိုးလောက်ရအောင်သွင်းထားမယ်အခြေအနေမျိုးကျွန်တော် မက်ဒရစ်နဲ့ပတ်သက်ပြီးစိုးရိမ်တာအဲ့ defensive line ကိုပဲစိုးရိမ်နေအန်တိုနီယိုရူဒီကာထွက်ထွက်ဘသူပဲထွက်ထွက်ဗျာမက်ဒရစ်ကဇာကီရာမိုးစ်တို့ပပေတို့လက်ထက်တုန်းက defensive line မဟုတ်တော့ဘူးအဲ့တော့ပေးကိုးတွေပေးရနိုင်တယ်မက်ဒရစ်ရဲ့ဂိုးတွေကလည်းရနိုင်ချေရှိတဲ့အတွက်ကြောင့်တိုတဲကိုအများတော့ကျွန်တော်စွန့်စားကြည့်စီခြင်းပါတယ် Okay အကျွန်တော်နောက်ထပ်တပိုင်းဒီနေ့သင်ကြားတဲ့ကိန်းကနဲအချက်လက်တွေကိုထပ်ပြီးဆွေးနွေးကြည့်အောင်ခင်ဗျဟတ်တူအထက်တဲ့တွေးဆမှုတွေမှာဆိုရင် Real Madrid ကတချိန်နိုင်ပြီးတော့တရေ၅ချိန်ကြာတာတယ်အဲ့နိုင်တဲ့တချိန်ကပထမအကြော်တော့2-1နဲ့နိုင်ခဲ့တဲ့ပွဲရှစ်ပွဲတွေမှာတောက်လျှောက်တေတေကြီးပဲပေါ့နော်ထူးဆန်းတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောဒီပွဲစဉ်ကလည်းတေကြဖို့ဥတည်နိုင်တဲ့ပွဲစဉ်တစ်ပွဲလို့အဲ့တော့တေကြခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင် UCL မဟုတ်ဘဲနဲ့တခြားသော tournament တွေမှာတေကြခဲ့တာ1-1ဆိုတဲ့ပွဲက3ပွဲရှိတယ်အတူတူပွဲက2ပွဲ3-3ပွဲက2ပွဲအဲ့ကျွန်တော်က တော်နမန့်ပြောင်းတဲ့အတွက်ကြောင့်ဒီပွဲမှာအဲ့လိုတူတူလို့33ဆိုရဲရလက်မျိုးတွေပြန်ပြီးမထွက်နိုင်ဘူးလို့ပြောမရဘူးအတလတီကိုမက်ဒရစ်အသင်းမှာလည်းဂိုးသွင်းကောင်းတဲ့သူတွေပါတယ်ဥပမာပြောရင်တော့ဂျူလီယန်အေဗရက်လို့ကစားသမားမျိုးပထမအကြုံမှာသွင်းသွားတဲ့ဂိုးကြီးကရှေးโอเคအဲ့တော့ဟတ်တူအမတသိနဲ့တသိအตาကြီးမရပါဘူးမက်ဒရစ်တစ်ချိန်နိုင်တာရယ်ဆိုရင်လည်းဒီပွဲစဉ်ကအဲ့လိုတည်ကြဖို့ဥတည်နေတဲ့ပွဲပါကဲကျွန်တော်နောက်တစ်ပိုင်းအတလတီကိုမက်ဒရစ်ရဲ့အခုနောက်ဆုံးကစားထားတဲ့6ပွဲရလက် နှစ်ပွဲနိုင်နှစ်ပွဲသေးနှစ်ပွဲရှုံးသားပါတယ်ပို့ပြီးတော့အချိန်တွေဆိုတာနောက်ဆုံးနှစ်ပွဲသက်ရှုံးသားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့အတလတီကိုမက်ဒရစ်အသင်းရဲ့နောက်ဆုံး6ပွဲသက်ရလဒ်ကတော့မတိမငြိမ်ဖြစ်နေတယ်လို့ပြောနိုင်ပါတယ်နိုင်ထားတဲ့ပွဲကလည်းသူတို့နှစ်ပွဲပဲရှိတာပါ Real Madrid ရဲ့အခုနောက်ဆုံးကစားရတဲ့6ပွဲကတော့သူတို့ရှုံးတဲ့ပွဲကတပွဲပဲရှိရဗျ။အဲ့ပွဲဒီ Real Betis ကို2-1နဲ့ရှုံးခဲ့တာပါ။ကျန်တဲ့ပွဲတွေမှာကတော့တောက်လျှောက်အနိုင်ယူထားပါဗျ။သို့ပေမဲ့ကျွန်တော်တို့ခုတတိထားမှာဂိုးပြတ်ဖို့ခက်ခဲပါဗျ။အခု ရီယယ်ဘက်တစ်ကိုရှုံးပြီးနောက်ဆုံးနှစ်ပွဲဆက်မှာရီယယ်မက်ဒရစ်သည်2-1ဆိုတဲ့ရလဒ်တင်နေကြီးပဲကတ်နိုင်ထားတာပါအဲ့အတွက်ကြောင့်ရီယယ်မက်ဒရစ်ကတော့ဖောင်ပိုတီငိမ့်နေဂိုးတွေအများကြီးသွင်းဖို့ဆိုတာကတော့အနေငယ်ခက်ခဲနေတဲ့သဘောမျိုးပါအတလက်တီကိုမက်ဒရစ်ရဲ့အိမ်ကွင်း6ပွဲဆက်ရလဒ်ကတော့ရှုံးပွဲတစ်ပွဲမှမရှိပါဘူး4ပွဲနိုင်2ပွဲတည်ဖြစ်ပါတယ် ရီယယ်မက်ဒရစ်ရဲ့နောက်ဆုံးကစားခဲ့တဲ့အဝေးဝင်6ပွဲရလဒ်ကတော့3ပွဲနိုင်2ပွဲသေး2ပွဲရှုံးမှာရှုံးတဲ့ပွဲတွေကအက်စပန်ညောနဲ့ရီယယ်ဘက်တစ်တို့ကိုရှုံးတာဖြစ်ပါတယ်အဝေးကွင်းမှာကတော့ရီယယ်မက်ဒရစ်အနည်းငယ်ရော့လီယော့တာရှိပေမဲ့အက်တလက်တီကိုမက်ဒရစ်ကပြန်ပြီးခပပတောင်အကျော်မပေးရတဲ့အခြေအနေမျိုးရဒီပွဲတင်ကတေကြဖို့များတဲ့ပွဲတင်တစ်ပွဲပါကဲအဲ့တော့ကျွန်တော်နောက်ဆုံးပိုင်းဗျူအမိုင်းချင်ကတ်မှုအနည်းငယ်လုပ်ပါမယ်အက်တလက်တီကိုမက်ဒရစ်အတင်းကတော့442ကစားတဲ့ဟန်မှာအတော်လေး deep ဖြစ်တဲ့ပုံစံမျိုးနဲ့ကစားတယ် လိုင်းတစ်လိုင်းတစ်လိုင်းချင်းတွေကိုတိတ်တိတ်တဲတဲနဲ့ရှစ်တက်နောက်ဆင်းမှန်မှန်နဲ့ကစားတဲ့အသင်းတစ်သင်းမှာအဲ့လိုကစားနိုင်မဲ့ကစားသမားမြောက်များစွာလဲအက်တလက်တိကိုမက်ဒရစ်အသင်းမှာရှိပါတယ်။ထပါတော့ကွင်းလယ်ကဂလက်ကားဆိုရင်လုံအားလုံးအပြည့်နဲ့စိုက်မစ်ဖီဒါအဖြစ်လဲကစားနိုင်တယ်လို့စန်ထရယ်မစ်ဖီဒါအဖြစ်လဲကစားနိုင်တယ်။တိုက်စစ်ပိုင်းမှာဆိုရင်လဲယူလီယန်အေဗရက်စ်တို့ဂရစ်မန်တို့ကအထောင်တိုက်စစ်မှုစစ်စစ်တွေမဟုတ်တယ်လို့ကျွန်တော် second striker ပုံစံမျိုးလဲနှစ်ယောက်လုံးကစားနိုင်တဲ့အတွက်ကြောင့် မစ်တယ်အသက်ကိုလည်းအားဖြည့်ပေးနိုင်တယ်မစ်ဖီးလိုင်းကိုလည်းကယ်ရီလုပ်ပေးနိုင်တယ်အထွန်းနည်းတူပဲဒီမစ်တယ်အသက်ကမစ်ဖီးဒါတွေအားလုံးကလည်း defensive line ရဲ့ကစားသမားတွေကိုကယ်ရီလုပ်ပေးနိုင်တယ်အဲ့လိုအရင် deep ဖြစ်တဲ့ကစားတဲ့ဟန်ပါတပတ်က real madrid ကတော့အဓိက relationism ပဲဗျသူတို့ရှေ့ကကစားနေတဲ့ကစားသမား၄ယောက်ကြားတဲ့က relationism ကိုပြတ်အောင်ဖြတ်နိုင်ဖို့လိုတယ်အဲ့လိုဖြတ်ဖို့ဆိုတာလည်းမလွယ်ဘူးလက်ရှိအချိန်မှာဒီကစားသမားတွေကကဘာပေါ်မှာ အကောင်းဆုံးကစားသမား၁၀ယောက်ထဲမှာအပါဝင်ပါအ အဲ့ဒါမေယုံမရှိပါနဲ့တေချာပြန်တွက်ကြည့်လိုက်ပါရိုဒရီဂိုအတန်တိတ်လူသက်သမားကျွန်တော်၈၂ယောက်ကြီးပါခီလန်အမ်ဘာဘီနဲ့ဗီနီရှပ်စ်ဂျူနီယာနှစ်ယောက်ကစိတ်ကောက်နေတယ်ဆိုရင်တောင်းကိုင်းနေရောက်ရင်အေးမင်းဘာလို့မလဲငါဘာလို့မလဲဆိုတာတယောက်နဲ့တယောက်နားလဲထားတဲ့ကစားသမားမျိုးတွေဖြစ်ပါတယ်အဲ့နောက်မှာဂျူဘာလင်ဂန်ကဖြည့်ဆော့လိုက်တဲ့အခါကျတော့ပြောမနေနဲ့တော့ပေါ့နော်ဒီလောက်အားကောင်းတဲ့ relationship မိုင်းကိုတုံတုံအတင်းရတော့ရှင်ပြီးတော့ကစားဖို့ဆိုတာတိတ်ပြီးမလွယ်ဘူးလို့ကျွန်တော်ယူဆပါတယ်တရေကြဖို့များတဲ့ပွဲစဉ်တစ်ပွဲပါ တွင်းကိုတွေအများပြနဲ့တည်ကြသွားနိုင်ပါတယ်ခင်ဗျ